မင်္ဂလာပါခင်ဗျာရွှေညာမြေကကြိုဆိုပါတယ်ကျွန်တော်ရွှေညာမြေရဲ့စာရေးဆရာပေရင်ဆရာဆရာညင်းမြတ်မပြည့်ရဲ့တဏိတာကံမြင့်ရရာကံမြင့်ဟောစတန်များကိုနားထောင်မှတ်သားလှုပ်ဆောင်တဲ့အတွက်အကျိုးများစွာရရှိတယ်လို့ကြားသိရတဲ့အတွက်များစွာဝမ်းသာမိပါတယ်ခင်ဗျာကျွန်တော်ရွှေညာမြေပြည်သက်ကြီးအတွက်ဆရာကြီးရဲ့တဏိတာကံမြင့်ရရာများကိုစောလင်းစွာသိရှိနိုင်ဖို့ညပိုင်းကလေးကထုတ်လွှင့်တင်ဆက်ပေးနိုင်ရန် ရွှေညာမြေဖွဲ့သားများကပြင်ဆင်နေပြီဖြစ်ပါကြောင်းတရင်ကောင်းပါအပ်ပါတယ်ခမညာရွှေညာမြေပြည်သက်ကြီးတဏိတာပင်မန်းနွမ်းနေသည်မြတ်ကိုတခဏတာပန်းတော်ဖြည်ချင်းမှာဆရာကြီးရဲ့တဏိတာကံမြင့်ရရာများကိုမတနာဆင်ပြီးနေ့တင်မှာစိတ်တည်လူတည်ခွန်အားတည်တည်နဲ့လုပ်ငန်းဆောင်တာများအဆင်ပြေပြီးစီရင်ရတနာများ ူဝါပါစီကြောင်းစုမုံကောင်းတောင်းအပ်ပါတယ်ခင်ဗျာမင်္ဂလာပါဗျာဆရာကြီးမြန်မာပြည်ပါရွှေညာမီမိသားစုမှကြိုဆိုပါတယ်ဗျာဒီနေ့18ရက်6လ2025အင်္ဂါနေ့ဖြစ်ပါတယ်ဗျာဒါကြောင့်18ရက်6လ2025အင်္ဂါနေ့ရဲ့တင်းဒီတာကံကြမ္မာများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ဗျာဒီနေ့ကတော့ထူးခြားတဲ့နေ့လေးဆိုလဲမမအုပ်ဘူးငွေကြီးနဲ့ပတ်သက်တဲ့လိုအပ်ချက်ရှိနေတဲ့ပုံကိုယ်တွေက ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေကိုစူတောင်းမယ်ဆိုလို့ရှိရင်တော့အတင်းထဲမှာပိတ်ဆိုနေတဲ့ငွေကံများအထူးပွင့်လာတဲ့ကာလမျိုးဖြစ်ပါတယ်ဗျာ။ဒါကြောင့်ငွေကံမိမိလိုအပ်တဲ့ငွေအဲကံပွင့်စေတဲ့ကာလမျိုးဖြစ်ပါတယ်။ဒါထိပေါက်တတ်တယ်။ထိပေါက်လို့ငွေကြေးများဆူလိုက်ပြုံလိုက်ဝတ်တတ်တယ်။ငွေကံပွင့်တဲ့ကာလမျိုးဖြစ်ပါတယ်ဗျာ။နော်အဲဒါကြောင့်ဒီတစ်ပတ်မှာတော့ဒီနေ့မှာတော့အိုးရင်လောက်ကိုင်းတဲ့ပတ်သက်တဲ့ကိစ္စလေးရတာအင်းကြီးအင်ကောင်မိသားစုမိသားကောင် လုပ်ငန်းကောင်းဦးသည်အိမ်သည်လုပ်ငန်းသည်စနစ်သည်လူသည်အသည့်အသည့်တီတီစောင့်နေရတဲ့ကာလမျိုးဖြစ်ပါတယ်ဒီချိန်မှာအလောက်ကန်တီတီရမယ်အိုးအိမ်နဲ့ပတ်သက်တဲ့အိုးအိမ်နဲ့စောင့်မယ်အလောက်ကန်နေရမယ်အဲ့ဒီကိစ္စတွေပတ်သက်တဲ့ပွန်းလန်းတဲ့ကာလမျိုးတွေဖြစ်ပါဗျာအလောက်ခေါ်တာတွေလည်းရမယ်ကာလမျိုးတွေဖြစ်ပါတယ်ဒါကြောင့်အိုးအိုးရင်လောက်ကန်နဲ့ပတ်သက်တဲ့အစီအမပြေရတဲ့ခုနေသားသမီးအားလုံးတို့ဒီအိုးရင်လောက်ကန်နဲ့ပတ်သက်လို့အစီအမကျင်နေဆိုတော့ရာဦးတောင်အနောက်မြောက်တောင်လှဲ့เนาะကျွန်တော်တို့အနွားလို့လေးတစ်ခွက်ကိုဖြော ပြောပြီးမှဒဇုံးလောက်သားအုပ်ပြီးမှဆူတောင်းအတင်နွားနုလေးရဲ့ကျွန်တော်လုပ်ကံမကောင်းဘူးလုပ်ကံကောင်းခြင်းနဲ့ကျွန်တော်မှလုံးမကြီးကိုလုပ်ရမှဖြစ်မယ်။သားလေးကလုပ်ခေါ်တာမလာဘူး။လာမှဖြစ်မယ်။မိမအိမ်ဆောက်ခြင်းနဲ့အိမ်နဲ့ပတ်သက်တာအစီအမီတွေမိလေးကနိုင်ငံခြားမှာလုပ်နေပတ်သက်တဲ့အဆင်မပြေလို့အဆင်ပြေခြင်းနဲ့ဗျာ။ဒါကြောင့်ပိတ်ဆိုနေတဲ့အိုးဝင်လုပ်ကံများအများဆုံးအဆင်ပြေအောင်အတင်နွားနုလေးကအကူကြီးစောင့်ချောက်တော်မူပါဆိုတဲ့အကြောင်းရွာရွာဦးတော့အနောက်မြောက်တော့လှည့်ပြီးမှနွားနုလေးကိုဒဇုံးလောက်တောက်ပြီးမှဆူတောင်းမယ်ဆိုရင် တင်းတို့မှာပိတ်ဆိုနေတဲ့အိုးဝင်လောက်ကိုင်းများအများဆုံးပွင့်လန်းမှာဖြစ်ပါတယ်ဗျာဒီချိန်မှာအလောက်ကိုင်းတွေပွင့်လန်းတတ်တယ်မန်းနီပတ်သက်တဲ့ပတ်သက်တဲ့မှာလက်ထက်မှာတရားမှကြည့်အောင်ပြတ်တတ်တယ်ငွေကြီးနဲ့ပတ်သက်တဲ့လိုအပ်ချက်ရှိနေတာမျိုးအမဒီနေ့မှာကြုံတွေ့ရပါတယ်ဗျာငွေကြီးနဲ့ပတ်သက်တဲ့ကြုံတွေ့လိုအပ်ချက်ရှိတဲ့ကြုံတွေ့တဲ့လူတွေပေးရရန်ဇာရှိတဲ့လူတွေလိုအပ်ချက်ရှိနေတဲ့ပုံကိုအလုံးအားလုံးဟာဗုဒ္ဓတောင်ရက်ကိုလှည့်ရေးလေးတောက်ပြီးမှဆူတောင်းအတင်းကြီးလေးရဲ့အဲကျွန်တော်ငွေကြီးနဲ့ပတ်သက်လိုးနေတယ်ကျွန်တော်ငွေရလိုတာဘလောက် ကျွန်တော်သမီးကိုဘာလေးဝယ်ပေးရမှာတားကိုဘာဝယ်ပေးရမှာချွေးမလေးကိုဘာလေးဝယ်ပေးရမှာအင်းရလေးစောက်ချင်တာအကျွေးတွေရလေးပေးရမှာကျွန်တော်ရက်စရာလေးရှိတယ်ပေးစရာလေးလည်းရှိတယ်ကျွန်တော်လိုချင်တာတွေလည်းရှိတယ်ဒါကြောင့်ပေးရရန်ဇာတိနဲ့ပတ်သက်တဲ့အဆင်ပြေအောင်အတင်းရေလေးကကုညီစောက်ကြောက်တော်မူပါဆိုတဲ့အကြောင်းအဲဗုဒ္ဓတောင်ရက်ကိုလည်းရေလေးတစ်ခွက်လောက်တောက်ပြီးမှဆူတောင်းမယ်ဆိုရင်တော့ရေလေးတောက်နိုင်တဲ့လောက်လေးပေါ့ဗျာတောက်ပြီးမှဆူတောင်းမယ်ဆိုရင်တင့်မှာပိတ်ဆိုနေတဲ့ငွေကံမှအများဆုံးပွင့်လာမှာဖြစ်ပါတယ် ဒီနေ့ကတော့တောင်ရက်ကူလာလှည့်ပြီးတော့ရေတောက်ရင်တောင်ရက်တာလှည့်လှည့်ပြီးတော့မကြာခဏတောက်သားမှာဗျာအဲ့မှာပိတ်ဆို့နေတဲ့ငွေကြီးများအ мян ဆုံးပွင့်လာမှာဖြစ်ပါတယ်အဲ့ဒီတောက်တဲ့အခါမှာလေတေချာမိမိရတဲ့ဒီနေ့ကျွန်တော်မှငွေရလိုးနေတာလိုးတဲ့ငွေရဘလောက်အဖေရေအတွက်လို့မတတ်မှန်းနဲ့ဘလောက်လောက်လိုးနေတာအဲ့ဒီဝင်တဲ့နည်းနည်းခွန်းလန်းနေပေါအောင်ကူညီပါကျွန်တော်ပေးသေးရရှိတာဘလောက်ကျွန်တော်အားလေးတွေလိုချင်တယ်အဲပေးနိုင်ပေးနိုင်အောင်လိုပေးချင်တယ်အာကျွန်တော်ရရစေရှိတဲ့ပတ်သက်လဲဘလောက်အားလေးကိုကျွန်တော်အဲ့မဲ့ရချင်တယ် အရတဲ့ရှိတဲ့ပတ်သက်နေမြန်မြန်ရအောင်ပေးတဲ့ရှိတဲ့မြန်မြန်ပေးနေအောင်ကျွန်တော်လူချင်းနဲ့ပတ်သက်တဲ့ပတ်သက်တဲ့အခွင့်အရေးလေးရအောင်အတင်းရေးလေးရကူညီစောင့်ကြောက်တော်မူပါဆိုတဲ့အကြောင်းဗုဒ္ဓတောင်ရလှည့်ပြီးမှရေးလေးတောက်ပြီးမကြာခဏဆူတောင်းမယ်ဆိုရင်ဆူတောင်းပြီးတဲ့အချိန်ရဲ့၃နာရီရေအဖြစ်ပြောရင်နဲလောက်တင်တင့်မှာပိတ်ဆိုနေတဲ့ငွေကြီးတွေများအများဆုံးပွဲလန်းတော်မှာဖြစ်ပါလေဗျာကိုယ်နဲ့နီးနေဆက်သက်တဲ့စိတ်စိတ်ထဲမှာတခုခုလုံမကြသလိုခံစားရတဲ့ပြိုးစိတ်ထဲမှာတခုခုအဆင်မပြေတတ်ဘူး တကူကူသွားမယ်သွားရင်အဆင်ပြေပါမလားလုံရင်အဆင်ပြေပါမလားငွေကုန်ကြေးကြများမလားအလောက်ကနေပတ်သက်တဲ့အဆင်မပြေမှုတွေဖြစ်မလားပြဿနာတွေတက်မလားဆိုပြီးစိတ်ထဲမှာတကူကူချီတုံချတုံဖြစ်နေတတ်ပါတယ်အဲ့ဒီလိုချီတုံချတုံဖြစ်နေတဲ့ပုံကအားလုံးတို့ဒီကျွန်တော်စနေတော့အနောက်တောင်တောင်လည်းအသေးသေးလေးဂိုင်းပြီးမှဆူတောင်အသေးသေးသေးလေးအာကျွန်တော်လေးအစိတ်ထဲမှာချီတုံချတုံဖြစ်နေတယ်ဗျာကျွန်တော်အိမ်ဆောက်မှလားအဲအိမ်ဆောက်ရင်ပတ်သက်နေကုန်သွားရင်ကျွန်တော်ဒုက္ခအာကျွန်တော်စိတ်ထဲမှာအယောင်ဝင်မကောင်းဘူး ကျွန်တော်ဝယ်ရမယ့်ကိစ္စဝယ်ရမလားဆိုပြီးတော့ကျွန်တော်စိတ်ထဲမှာတခုခုတိတိကျကျဆုံးဖြတ်ခြင်းမရှိခြေတုံကြတုံဖြစ်နေတယ်ဗျာဒါကြောင့်ကျွန်တော်စိတ်ထဲမှာတခုခုနဲ့ပတ်တဲ့ခြေတုံကြတုံနဲ့ဖြစ်နေတဲ့ပိတ်ဆိုနေတဲ့ငွေကြီးများခြေတုံကြတုံဖြစ်နေတဲ့အိုးဝင်လောက်ကိုင်းများအများဆုံးပွေလောင်းအတင်တည်းအတိလေးကကုညီစောင့်ချောက်တော်မူပါဆိုတဲ့အကြောင်းစနေတော့နောက်တောင်တောင်လှဲ့နော်အလားတည်းအတိလေးဂိုင်းပြီးဆူတောင်းမယ်ဆိုရင်တင့်ရဲ့စိတ်ချမ်းသာပျော်ရွှင်မှုများအများဆုံးရရှိမှာဖြစ်ပါတယ်စိတ်ထဲမှာတခုခုလိုအပ်ချက်ရှိတယ်စိတ်ထဲမှာတခုခုတိတိကျကျ ဝေခွဲမရဘူးချီတုံကြတုံပြည့်နေတော့စနေတော့နောက်တော်တော်လှည့်ပြီးမှတရတိလေးကိုင်းဆူတောင်းမယ်ဆိုရင်တော့တင့်ရဲ့စိတ်ချနာပျော်ရှင်မှုများအများဆုံးရရှိမှာဖြစ်ပါတယ်ဗျာကိုနဲ့နီးနဲ့သတ်တဲ့တဲ့လူယောက်ျားလူယောက်ျားတွေကအားကောင်းနေတယ်ဗျို့လူယောက်ျားတွေနဲ့ပတ်သက်လို့အားကောင်းနေကိုလုံးချင်းတို့လှုပ်တတ်တဲ့ကိုကိုရင်ကိုမိသားစုကိုလုံးကမှမလုပ်ဘူးအဲ့ဒါမှမနေတဲ့အတွက်အိုးရင်လောက်ကနေပတ်သက်တဲ့ပူညာပူညာကိုကိုရင်ကိုမိသားစုမှမလုပ်ဘဲနဲ့ငွေကြီးအပြင်မှာလိုက်လိုက်ဖြစ်တဲ့အတွက်မလိုဘဲနဲ့ပတ်သက်နေကုန်ကြတတ်တဲ့ကာလမျိုးတွေဖြစ်ပါတယ် ငွေကုန်ကြီးကြမြတ်တတ်တယ်ပြဿနာတွေဖြစ်နေတော့ငွေကြီးနဲ့လိုက်လံပြီးတော့ရွေးယူရမှာဖြစ်ပါတယ်ဗျာဒါကြောင့်လူယောက်ျားတွေဓာတ်ပြနေတယ်လူယောက်ျားတွေဓာတ်ပြနေတော့တောက်ကြမြောက်ရလှဲ့ပြီးတော့ခမချိုးချင်းလေးတစ်လုံးတော့ကိုင်းပြီးမှဆူတောင်းဒါမှမဟုတ်လည်းကော်ဖီလေးတစ်ခွက်ကိုကိုင်းပြီးမှဆူတောင်းဒါမှမဟုတ်လည်းပတ်စံလေးတစ်ရက်လောက်ကိုင်းပြီးမှဆူတောင်းအတင်းပတ်စံလေးရဲ့အတင်းကော်ဖီလေးရဲ့အတင်းချိုးချင်းလေးအေးကလူယောက်ျားဓာတ်ပြနေတယ်အိမ်မှာမကပ်ဘူးအိမ်ကမှဖြစ်မယ် အဲ့ဒါကိုအင်ကိုမိသားစုမှာမနေဘူးနေမှဖြစ်မယ်အရက်တွေတောက်တယ်အရက်တောက်တဲ့ကိစ္စဝေးမှဖြစ်မယ်အိမ်ကိုပုံမှန်ပြန်လာမှဖြစ်မယ်နော်အလုပ်တော့လုပ်ပါရဲ့ပတ်သက်မှဘူးအမှဖြစ်မယ်ကိုကိုအင်ကိုမိသားစုကိုလုံးမှာချစ်ချစ်ကြင်ကြင်နာနဲ့စုစုတီတီနေရမယ်အဲ့ဒါမျိုးဖြစ်အောင်အသင်ပတ်သက်လေးရအသင်ချိုးချင်းလေးရအသင်ကော်ဖီလေးရကူညီစောင့်ကြောက်တော်မူပါဆိုတဲ့အကြောင်းတောက်ကြမြောက်ရလက်ပြီးပတ်သက်လေးကိုင်းပြီးဆိုတော့မလားချိုးချင်းလေးတစ်လုံးတော့ တင်းနေလေတကယ်လို့စားပြီးမှဆူတောင်းမလားကော်ဖီလေးကိုတစ်ခွက်လောက်တငုံလောက်တောက်ပြီးမှဆူတောင်းမလားပိတ်ဆိုနေတဲ့လူယောက်ျားတွေနဲ့ပတ်သက်တဲ့ကိစ္စများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာကိုနဲ့နီးနေဆက်သက်တဲ့မင်းအုပ်ချုပ်တဲ့မင်းအမင်းကြီးကဓာတ်ပြက်နေတယ်ဒီချိန်မှာငွေကြီးနဲ့ပတ်သက်တဲ့ဖုံးကြမှုတွေဖြစ်တယ်ငွေကြီးနဲ့ပတ်သက်တဲ့လိမ်လည်မှုငွေကြီးနဲ့တဲ့အစုလိုက်အဖွဲ့လိုက်လိမ်လည်မှုငွေကြီးနဲ့ပတ်သက်တဲ့ပြဿနာတက်မှုအိမ်အောင်ရှင်မိန်းမများအိမ်အောင်ရေးဖောက်ထွားမှုတွေဖြစ်ပေါ်နေတဲ့ကာလမျိုးဖြစ်ပါတယ် မင်းနေရာအိမ်ကောင်းင်းနဲ့ပတ်သက်လို့ဖောက်ပြတယ်ငွေကြီးနဲ့ပတ်သက်အားမတွေရှိတယ်အာအလုတ်ကင်ပွန်းလန်းတယ်လို့လူနဲ့တကယ်တမ်းကျငွေကြီးနဲ့ပတ်သက်ဒီမှာမဟုတ်တန်းလေးလုံနေတယ်စီမံခန့်ခွဲမှုအလွဲမှားတွေကြောင့်မင်းလို့သတ်မှတ်ထားတဲ့ပုံကိုအားလုံးကဒီချိန်မှာဓာတ်ပြက်နေတာဖြစ်ပါတယ်ဗျာအဲကြောင့်မင်းနေနဲ့ပတ်သက်တဲ့ဓာတ်ပြက်နေတဲ့လူတွေအစင်မပြေလို့ရှိရင်ဗုဒ္ဓတောင်ရက်ကိုလှည့်တရသီလေးခိုင်းပြီးမှဆူတောင်းအတင်းတရသီလေးကျွန်တော်မင်းနဲ့ပတ်သက်တဲ့ကိစ္စတွေပြောမယ်အပြောင်းအရွှေ့ရာထူးတွေပြောမယ်ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေပြောမယ် မီယာတွေနဲ့ပတ်သက်တဲ့ကိစ္စတွေပြောလို့မေဗျာပြောတဲ့ကိစ္စတွေကျွန်တော်တို့အဆင်ပြေခြင်းနဲ့ဒါကြောင့်အတင်းတည်းတည်းတည်းကျွန်တော်မင်းနဲ့ပတ်သက်တဲ့ပြောမယ့်ကိစ္စအပြောင်းချွေရာထူးထူးနဲ့ပတ်သက်တဲ့ကိစ္စမီယာတွေနဲ့ပတ်သက်တဲ့ကိစ္စနော်အရာပညာရေးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေအဆင်ပြေအောင်ကုညီစောင့်ကြောက်တော်မူပါအတင်းတည်းတည်းတည်းကကုညီစောင့်ကြောက်တော်မူပါဆိုတဲ့အကြောင်းဗုဒ္ဓတောင်ရကုလက်လှည့်ပြီးမှဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆိုနေတဲ့မင်းနဲ့ပတ်သက်တဲ့ကိစ္စများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ် ကိုပြောတဲ့စကားအမှန်ကိုသွားတဲ့ခီးကအမှန်သွားကျင်တို့သွားခွင့်ပြောကျင်တို့ပြောခွင့်မရမင်းနဲ့ဒီချိန်မှာတော့စိတ်ထဲမှာဇနုဇနောင်းနဲ့အီလေးလေးဖြစ်ရင်သွားရင်ပြဿနာတက်မလားငွေကုန်မလားဟုတ်ပါမလားဆိုတဲ့စိတ်တည်းကြောင့်သွားတယ်လာတဲ့ခီးကကိုသွားကျင်တို့သွားခွင့်မရပါဘူးဗျာဒါကြောင့်သွားကျင်တို့သွားခွင့်မရတဲ့ပုဂ္ဂိုလ်အားလုံးကဗုဒ္ဓတောင်ရကိုလည်းရေးလေးတောက်ပြီးမှဆုတောင်းအတင်ရေးလေးရအာကျွန်တော်လေးဒီကနေပဲဘယ်ဦးသွားမလဲသွားတဲ့ခီးမှာအနေကင်းနေတဲ့ငွေကြီးနဲ့ပတ်သက်တဲ့ကုန်ကြမှုနည်းနည်းနဲ့အဆင်ပြေခြင်းနဲ့ ကျွန်တော်ပြောသောစကားများအောင်မြင်ကြကြခြင်းနဲ့ဗျာအကြောင်းပြောသောစကားများအောင်မြင်ကြကြပြီးသွားတော်ခီးများအနေကင်းအောင်အကူညီဆောင်ကျောက်တော်မူပါဆိုတဲ့အကြောင်းဗုဒ္ဓတောင်းရလက်ရေးလေးတောက်ပြီးဆုတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆိုနေတဲ့ကံများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာနော်ဒီချိန်မှာရိုးရာတွေနဲ့ပတ်သက်တဲ့မှာပြည်နယ်တွေအားကောင်းပြီးပြည်မတွေအားမကောင်းဘူးတခြားနိုင်ငံတွေအားကောင်းပြီးကိုယ်နိုင်ငံအားမကောင်းတဲ့ကာလမျိုးတွေဖြစ်ပါတယ်ဗျာကျွန်တော်တို့နိုင်ငံ ဒါမှမဟုတ်တခြားကမ္ဘာအသီးသီးနိုင်ငံမှာစစ်မဲ့ရေးရနဲ့ပတ်သက်တဲ့ကိစ္စတွေအမျိုးရိုးရနဲ့ပတ်သက်လို့ပြည့်နေတော့နေရာတိုင်းမှာရေးကြီးတယ်အာမဟောရေးကြီးတယ်မြေမြေငလေးနေလုတ်တယ်မြေပြိုးတယ်နော်အဲ့ဒါအာမီးလောင်နေလင်းပြက်ကြတယ်အာတဘာဝနဲ့ပတ်သက်တဲ့နိနေဆက်တဲ့အန်တရီတီဂျုံတွေ့နေရတာဖြစ်ပါတယ်ရိုးရတွေပြည့်တော့ခမရအဲ့ဒီပြဿနာတွေကြောကြောက်နေတာဖြစ်ပါတယ်ဗျာကကြီသုံးပါးရေတွေရတော့ခမရအဲ့မှာကကြီသုံးပါးရေတွေရဖြစ်နေတာပါဒါကြောင့်ရိုးရတွေဘုံရင်တို့ကကြုံမဲ့ အမှုခင်းပြဿနာတွေဝေးမယ်ပြည်နယ်နဲ့ပြည်မနဲ့အဆင်ပြေမယ်တခြားနိုင်ငံတွေချစ်ချစ်ခင်ခင်ရင်းနှီးဖြစ်မယ်ဒါကြောင့်ရိုးရွားဖို့မှဖြစ်မှာပဲဖြစ်ပါလေဗျာရိုးရွားလေးတွေဖို့မယ်ဆိုရင်တော့ကြာသာပရိအနောက်ရာကိုလက်တပိတ်လေးတစ်ခွက်လောက်ဇုံးလေးတက်ပြီးမှရှည်ပေါ့ဗျာဖြောပြီးမှဇုံးလေးတစ်စုံလောက်တောက်ပြီးမှဆူတော့ အတင်းလက်ဖက်လေးရကျွန်တော်တို့ရိုးရဖော်လို့ဒိုးရကြော်နေပြီအမှုကင်းပြဿနာတွေဝေခွာခြင်းနဲ့ဒါကြောင့်ကျွန်တော်တို့ရိုးရဖော်လို့ဒိုးရပုံပြီးအမှုကင်းပြဿနာတွေဝေးအောင်ငွေကြီးများထုလိုက်ပြုံလိုက်လုံးလိုက်ခဲပြီးတော့သာသနာပြုနိုင်တဲ့တာကောင်းသမီးကောင်းတွေဖြစ်အောင်ကုညီဆောင်ချောက်တော်မူပါဆိုတဲ့အကြောင်းနော်ရိုးရဖော်လို့ဒိုးရကြော်ပြီးအမှုကင်းပြဿနာများဝေးကွာအောင်ကုညီဆောင်ချောက်တော်မူပါဆိုတဲ့အကြောင်းဗုဒ္ဓကျာသာပတိအနောက်ရကိုလည်းခမရလက်ဖက်လေးတစုံတော့တောက်ပြီးမှထူတောင်းမယ်ဆိုရင်ရောအဖို့လိုဒိုးအကြောပြီးအမှုခင်းပြဿနာများဝေးကွာသွားမှာဖြစ်ပါတယ်ဗျာဒီနေ့က18ရက် 6လ2025အင်္ဂါနေ့ဖြစ်ပါလေဗျာအင်္ဂါနေ့မှာတကယ်လို့ထီကန်လေးတွေစမ်းမယ်ဆိုလို့ရှိရင်တော့ဗုဒ္ဓအောက်ရောင်လို့အကြတာပရိအနောက်ရောင်ကိုလှည့်ပြီးမှလပိတ်လေးတစ်ခွက်လောက်ကိုအဲ့မှာဇုံလေးတစ်စုံလောက်တောက်ပြီးမှသုတော်အတင်လပိတ်လေးရဲ့ကျွန်တော်တို့ဒီအာယောဘာထီကန်လေးတွေစမ်းနေတယ်ထီကန်လေးတွေစမ်းနေခါမှာကျွန်တော်စမ်းနေထီကန်လေးတွေအများဆုံးပွင့်မှာဖြစ်မယ်အဆင်ပြေအောင်အတင်လပိတ်လေးရာကုညီစောက်ချောက်တော်မူပါဆိုတဲ့အကြောင်းအနောက်ရောင်ကိုလှည့်ပြီးမှလပိတ်လေးတစ်စုံလောက်တောက်ပြီးသုတော်မယ်ဆိုရင်ပြောရဖို့လို့ဒိုးရကြော်ပြီးထီကန်များ အပွင့်ပြီးတော့ငွေကြေးများအစုလိုက်ပြုံးလိုက်လုံးလိုက်ခဲလိုက်ဝင်ရောက်လာမှာဖြစ်ပါတယ်တကယ်လို့ထီကန်လေးတွေစမ်းမယ်ဆိုလို့ရှိရင်တော့တစ်တို့သုံးတို့လေးတို့ခွန်းဆိုတဲ့ကဏ္ဍလေးတွေကိုခွေမယ်ဆိုရင်တော့အဆင်ပြေမယ်ပြုံးတစ်သုံးလေးခွန်ပါဗျာအဲ့လမှာအဲ့လမှာတစ်သုံးလေးခွန်ဆိုတဲ့ကဏ္ဍလေးတွေခွေမယ်ခွေပြီးမှကန်စမ်းမယ်ဆိုရင်တော့တင်းတို့မှာပိတ်ဆိုနေတဲ့ထီကန်များအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာဒါကြောင့်18ရက်6လအာ2025အင်္ဂါနေ့ရဲ့တနေ့တာကံကြမ္မာများကိုတင်ပြပေးလိုက်ပါတယ်ဗျာ ားလုံးကိုကျေးဇူးတင်ပါတယ်ဆရာကြီးမြန်မာပြည်ပါဗျာ